အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ညဦးဝအသိတော်ရဲ့ဘုဒ္ဓဟူးနေ့ဝิญဉ်ရအာဟာရညနေစာစီစဉ်မှာပြန်လည်ကြိုဆိုပါရစေ။ဒီမှာနှုတ်ကပတ်တော်အပြင်ပြန်လည်ပြီးမှကျွန်တော်အချိန်တိုသွင်းမှခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်။နှုတ်ကပတ်တော်လေးကိုတစ်ချက်ဖတ်ပါမယ်။ရှင်ပေတုဩဝါဒစာပထမစာဆောင်အခန်းကြီး9အပိုင်ငယ်9တင်တို့ကိုတတိနှစ်ကြည့်ရှုတော်မူသောကြောင့်တင်တို့၌စိုးရင်ခြင်းအမှုရှိသမျှတို့ကိုကိုတော်၌အံ့နံကြလော့။ ဒီကနေ့အနံလိုက်ပါဆိုတဲ့နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုအားပေးချင်တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလူတိုင်းမှာစိုးရင်ပူပန်မှုတွေရှိတယ်ဒီချိန်ကာလမှာတာ၍ပေါ့နော်ကျမတို့တတ်ထဲမှာပုံပြီးမှစိုးရင်စရာပဲများတယ်ဒါပေမဲ့ဒီကနေ့ဖရာတခင်ကကျမတို့ကိုဗာပြောလဲဆိုလို့ရှိရင်သင်တို့ကိုတဲ့တတိနေ့တည်ရှိတော်မူတော့ကြောင့်တင်တို့၌စိုးရင်တင်းအမှုရှိသမျှတို့ကိုကိုတော်၌အနံပါလို့ပြောပါတယ်ဒီကနေ့ကျမတို့ရဲ့အတက်တာတွေထဲမှာ တငယ်ချင်းတွေတို့မှာတလကောင်မိသားစုထဲမှာတလကောင်ပေါ့နော်မိမိရဲ့ခက်ခဲခြင်းတွေမိမိရဲ့ပြဿနာတွေကိုလူတွေကြားမှာပြောတဲ့အခါမှာတချို့တော့သူတွေကနားမထောင်ခြင်းဘူးဘာလို့လဲဆိုရင်ဟိုတကယ်ပင်လေကျမတို့ရဲ့စိတ်ညစ်စရာကောင်းတဲ့အရာတွေကိုမျှဝေတဲ့အခါမှာဘ누구ကမှစိုးရိမ်စရာကောင်းတဲ့အရာတွေကိုမျှဝေတဲ့အခါမှာဘ누구ကမှနားမထောင်ခြင်းကြဘူးနားမလည်ပေးခြင်းကြဘူးဆိုတဲ့အရာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကနေ့ကျမတို့ယေရှုခရစ်တော်ဖခင်ဟာဘာပြောထားလဲဆိုလို့ရှိရင် သင်တို့ကိုသတိနဲ့ကြည့်ရှုနေတယ်တဲ့ဒါကြောင့်မို့ကျမတို့မှာစိုးရင်ပူပန်နေတဲ့အရာတွေအားလုံးကိုကိုရောချာမှာအနံဘုံညာအတွက်ပြောပါတယ်ဒါကြောင့်မို့ဒီကနေ့ကြည့်ရှုနေတဲ့မိတ်ဆွေများကျမတို့ရဲ့အတ္တတာထဲမှာလက်ရှိမှာကြုံတွေ့နေရတဲ့ပြဿနာတွေစိုးရင်ပူပန်မှုတွေအားလုံးဒီကနေ့ယေရှုခရစ်တော်ထံမှာအနံဘုံညာအတွက်အားလုံးကိုခေါ်ဖိတ်လိုတာဖြစ်ပါတယ်။နောက်ထပ်နှုတ်ကပတော်တစ်ပိုက်လေးကိုထပ်ပြီးမှဖတ်ချင်ပါတယ်။ရှမသက်ခရွင့်ကျမ်းခန်းကြီး6 အခန်းငယ်25 26 29မှာဆိုရင်ဘာပြောထားလဲဆိုရင်ထို့ကြောင့်ငါဆိုဒီကအဘယ်သို့စားတောက်ရမည်ဟုအတက်ဘူးမစိုးရင်ကြနဲ့အဘယ်သို့ဝတ်ရမည်ဟုကိုအဘူးမစိုးရင်ကြနဲ့ဟာလေလုယာဒီကနေ့ကျွန်တော်တို့နေ့ရက်စင်တိုင်းမှာအသက်ဖို့စိုးရင်နေရတဲ့အရာတွေဝတ်ဖို့ရာအတွက်စိုးရင်နေရတဲ့အရာတွေအားလုံးကိုဒီနေ့ခရစ်တော်ကဗာပြောလဲဆိုလို့ရှိရင်မစိုးရင်နေလို့ပြောပါတယ်ဒါကြောင့်မို့ဒီနေ့ ဘာကြောင့်မစိုးရင်ရမှာလဲဆိုရင်အဘယ်သူဒီစိုးရင်ခြင်းအဖြစ်မိမိအသက်တာကိုတဒောင်ခတ်မြတိုးပွားစေနိုင်တည်းဒီနေ့ကျွန်တော်တို့တက်တာထဲမှာစိုးရင်ပူပန်နေလို့ကျွန်တော်တို့ဘဝတက်တာမှာပြဿနာတွေအခက်ခဲတွေကဘာတစ်ခုမှပြောင်းလဲသွားတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီစိုးရင်ပူပန်တဲ့အရာတွေအားလုံးကိုယေရှုခရစ်တော်ရဲ့လက်တော်ထဲမှာအံ့နံလိုက်တယ်ဆိုရင်ခရစ်တော်ဟာဒီစိုးရင်ပူပန်မှုတွေအားလုံးကိုသူကိုယ်တိုင်ဒီနေ့ဒီအရာတွေထဲကနေကျွန်တော်တို့ကိုငြိမ်သက်ခြင်းအခွင့်ပေးမယ်လို့နှုတ်ကပတ်တော်မှာဂတိထားပါတယ် ဒီကနေ့ကျွန်တော်တို့ရဲ့တက်တာထဲမှာစိုးရိမ်နေလို့ပြောတဲ့အခါမှာလူတိုင်းမှာစိုးရိမ်ပူပန်မှုတွေရှိတယ်။စိတ်ပူပန်စရာတွေမြောက်များစွာရှိပါတယ်။ဒါပေမဲ့ယေရှုခရစ်တော်ထံမှာအနံ့လို့ပြောတဲ့အခါမှာစိုးရိမ်တဲ့အရာတွေကကျမတို့ကမရှိတော့တာမဟုတ်ဘဲနဲ့ဒီပူပန်မှုတွေစိုးရိမ်မှုတွေရဲ့အထဲမှာခရစ်တော်ကိုအနံ့လိုက်ခြင်းအပြင်ကျမတို့ဟာငြိမ်သက်ခြင်းအခွင့်ကိုရရှိတယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်ကပြောပါတယ်ဘာလို့ပြောလဲဆိုလို့ရှိရင်အသက်ဖို့မစိုးရိမ်နဲ့အဝတ်ဖို့မစိုးရိမ်နဲ့ စာငက်တကောင်ကိုမြပင်လေကျွေးမွေးတော်မူတော့ဖရာဖြစ်ပါတယ်။ဒါကြောင့်မို့ကျမတို့33မှာဆိုရင်ဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်ဝတ်ခြင်းတရားကိုရှေးဦးစွာရှာပါနောက်မှထိုအရာများကိုထပ်၍ ေးတော်မူလက်တန်းလို့နှုတ်ကပတ်တော်မှာထိုးကဲလို့ပြောထားပါတယ်။ဒါကြောင့်မို့သင်ဒီကနေ့စိုးရိမ်ပူပန်နေတဲ့အရာတွေကျမတို့အသက်ဖို့မနှက်ဖြန်ကျမတို့ဘာလုပ်ရမလဲဘာစားရမလဲဘာဝေးရမလဲဆိုတဲ့အရာတွေထက်ဖရာတခင်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုကျမတို့ဖရာရဲ့အလိုတော်ကိုအရင်ဦးဆုံးရှာဖွေပြီးမှကျမတို့ရဲ့ပူပန်စိုးရိမ်နေတဲ့အရာတွေကိုအနံလိုက်ပါထိုးတခင်ကကျမတို့အချိန်မှာငြိမ်သက်စွာနဲ့ထိုးအရာတွေကိုဖျက်တမ်းဖို့အခွင့်ကိုပြင်ဆင်ပေးမှဖြစ်တယ်ဆိုပြီးမှအားပေးခြင်းနဲ့နောက်ဆုံးတစ်ချက်အနေနဲ့ ျမတို့ကိုဗာဂတိပေးထားတယ်လေဆိုရင်အပိုင်ငယ်34မှာထိုးကြောင်မနှက်ဖြန်အဖို့မစိုးရင်ကြနဲ့နှက်ဖြန်နေသည့်မိမိအဖို့စိုးရင်လင်းမည်ဟာလေလုယာဒီကနေ့ကျမတို့ရဲ့ဖရာသခင်ကဘလောက်တောင်ကောင်းမြတ်တယ်လဲဆိုရင်မနှက်ဖြန်အတွက်တောင်ကျမတို့ကိုမစိုးရင်စီတဲ့ဖရာသခင်ဖြစ်ပါတယ်ဒါကြောင့်မို့တင်ဒီကနေ့သွေးကြုံနေတဲ့စိုးရင်ပူပန်မှုတွေအလုံးယခုပင်လည်းရက်တန့်ပြီးမှ ကျမတို့ရဲ့အနာဂတ်တွေကျမတို့ရဲ့စားဝတ်နေရေးတွေကျမတို့ရဲ့ပူပန်မှုတွေကျမတို့အသက်ဖို့စိုးရိမ်နေတဲ့အရာတွေအားလုံးကိုဒီကနေ့ကစပြီးယေရှုခရစ်တော်ထံလက်တော်ထဲမှာအားလုံးအနံလိုက်မယ်ဆိုလို့ရှိရင်ဖခင်တခင်ဟာမနှက်ဖြန်တိုင်းမှာပင်နဲ့တာဝန်ယူတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အရာကိုဒီကနေ့နှုတ်ကပတ်တော်အားဖြင့်အနံလိုက်ပါဆိုတဲ့အရာလေးနဲ့အားပေးဝင်များကျင်တာအများလောက်ဖြစ်ပါတယ်ကြည့်ရှုကျမ်းနာသူရောက်ချင်းစီတိုင်းဖခင်တခင်ကောင်းကြီးပေးပါစေ